ားလုံးပဲမင်္ဂလာပါမကြီးမင်းကနေပြန်လဲကြိုဆိုလိုက်ပါရင်မကြီးမင်းပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ A Little But Day အင်ဂျင်2019ရုပ်ရှင်လေးပဲဖြစ်ပါတယ်အစင်းသဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ကျွန်တော်ကတော့ season 10ဆက်သူဆက်ပဲဖြစ်ပါတယ် ဒေါက်တာတိုင်ဆန်ကဆေးရုပ်တွေကိုအထူးကူးရဲဆရာဝန်တယောက်ပဲဖြစ်ပါတယ်။သူရဲ့လူနာတွေအတွက်အစိပ်ပိုင်းတွေရှာဖွေဖို့သူကဆွပြစ်ထားတဲ့အမိုက်ပုံထဲမှာရှာနေရင်းနဲ့တံပိုးကြီးတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဖြစ်စင်းနေတဲ့အမိုက်ပုံထဲမှာလူသားအုံနောက်နဲ့ခေါင်းပဲပါတော့တဲ့ဆေးရုပ်တယောက်ရဲ့အကျဉ်းချံတွေကိုတွေ့လိုက်ပါတယ်။အဲ့ဒီအရာကတော့ရှင်နေတေးတာကိုစစ်ဆေးပြီးသွားတဲ့နောက်မှာတော့ဒိုင်ဆန်ကတော့သူ့ကိုဆေးကန်းကိုခေါ်သွားဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။သူနာပြုတ်ဂျာဟိုက်ရဲ့အကူအညီနဲ့ဆရာဝန်ကတော့ဆေးရုပ်ခေါင်းကိုခန္ဓာကိုယ်အတင်းထဲကိုမှချိတ်ဆက်ပေးလိုက်ပါတယ်။ ခွဲစစ်ပြီးတော့နိုင်နေငယ်ကြာမှာတော့အဲ့ဒီမိန်ကလေးဟာနိုးလာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အဟောင်းမရှိတော့တာကိုသတိထားမိသွားခဲ့ပါတယ်။မှန်တယ်မှာသူ့ကိုယ်သူပြန်မှတ်မိဖို့ကိုစ조사ကြည့်လိုက်ပြီးတော့သူ့ကိုယ်ကတင်ခဲ့တဲ့ဆရာဝန်နဲ့တူနာပြုစီကိုတွားလိုက်ပါတယ်။ဒိုင်ဆန်ကတော့သူ့ကိုဘလို့ခန်းစားရလဲလို့မေးပြီးတော့သူ့သွေးတကြားထက်တက်အောင်လို့လိမ္မော်သီးတစ်လုံးကိုပေးလိုက်ပါတယ်။ဒီကဘာမှာပြုမှုနေထိုင်တဲ့ပုံစံကိုမှတ်မှတ်မိတော့တဲ့အတွက်မိန်ကလေးကတော့အခွန်နဲ့အတူလိမ္မော်သီးကိုစားလိုက်ပါတယ်။အရသာကထိုးဆက်နေပေမဲ့လို့ဆရာဝန်ကတော့အခွန်ကိုဖယ်ပြီးတော့ နောက်တစ်ခါစားကြည့်ပါလို့ပြောတဲ့ခါမှာတော့အယတာကတော့ပြောင်းလဲသွားခဲ့ပါတယ်။မင်းကလေးကသူ့ကိုတီလာဆိုပြီးတော့မိလိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့သူ့ရဲ့မှတ်ဉာဏ်တွေအားလုံးပြတ်ဆုံးသွားပြီးတော့သူ့ရဲ့နာမည်ကိုတော့မှမမှတ်မိတော့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လို့ဒိုင်ဆန်ကတော့သူ့ကိုဆွန့်ပြစ်အမှိုက်ပုံထဲမှာတွေ့ခဲ့တယ်လို့ပြောပြီးတော့မင်းလေးကတော့ဆက်ရုပ်အစားထိုးလုံးဝဖြစ်နေတာကြောင့်သူ့ရဲ့အုံနောက်နဲ့အသက်ရှင်ဖို့အဓိကကြားတဲ့အရာတွေမပြည့်စည်ဖို့အတွက်သူ့ကိုပြန်ပြီးတော့ပြုတ်ပြင်နိုင်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒီနောက်မှာတော့သူတို့ကဆက်ရုပ်ကိုဆေးကအပြင်ကကဘာကိုကြီးဖို့ကိုခေါ်သွားခဲ့ပါတယ်။ တူဂရက်ဆယ်လမ်ကိုမြင်တဲ့အခါမှာတော့အံ့ဩသွားခဲ့ရပါတယ်။ဒီမျိုးကပျက်စီးမှုဖြစ်ပြီးတဲ့နောက်ကြံရဲခဲ့တဲ့တခုတည်းတော့မျိုးဖြစ်ပြီးတော့ဒီနေရာကို Iron City လို့လည်းခေါ်ပြီးတော့အောက်မှာတခြားမျိုးတွေလည်းရှိနေပါသေးတယ်။နောက်ဆုံးမှာတော့မြေရောက်ကဘာကိုရောက်သွားခဲ့ပြီးတော့ဒီကလူတွေရဲ့ရည်မှန်ချက်ကတော့ဆယ်လမ်ကိုရောက်ဖို့ဖြစ်တဲ့အစင်းစင်ခွဲခြားထားတဲ့စနစ်တခုဖြစ်ပါတယ်။မင်္ဂလီကတော့သူ့ရဲ့နာမည်အစ်ကိုမတိခင်အထိကိုတုံးလို့ရမယ့်နာမည်တခုရှိလားဆိုပြီးတော့မေးလိုက်ပါတယ်။ ဒိုင်ဆန်ကတော့အလီတာလို့အကြံပေးလိုက်ပြီးတော့နမည်တရားလို့ပြောနေတဲ့အလီတာကဆီယဝင်နဲ့တူတူ Iron City ကိုလမ်းပတ်လျှောက်လိုက်ပိုင်ဆီယဝင်ကတော့လေဒီမျိုးတွေအများစုပျက်စီးသွားပြီးတဲ့နောက်မှာတော့ကဘာတဝမ်းကလူတွေအဲ့ဒီနေရာမှာအဆုံးသတ်သွားကြတယ်လို့ပြောလိုက်ပိုင် TV မှာ Motorball ပြိုင်ပွဲတစ်ခုကြည့်နေတော့မှာပဲအလီတာကဒီအကစားကိုစိတ်ဝင်စားသွားပေမဲ့လို့ဒိုင်ဆန်ကတော့အဲ့ဒါကအချိန်ဖြုန်းတာပဲလို့ပြောလိုက်ပိုင်အရင်နောက်မှာတော့သူတို့ကခဏနာပြီးတော့စားစရာတခုခုကိုစားလိုက်ပိုင်းဆီယဝင်ကတော့ဆန်ရှင်နဲ့စကားပြောနေတော့မှပဲမင်းကလေးကတော့သူ့ရဲ့ဆန်ဝစ်ကိုလမ်းဘေးခွေးတစ်ကောင်နဲ့ကိုမှမျှကြွေးလိုက်ပိုင်း မိနစ်နည်းငယ်ကြာတဲ့အခါမှာပဲအီယာမဆက်ယူကြည့်တရုတ်လာနေတာကိုတွေ့လိုက်ရတဲ့အတွက်အလီတာကတော့တိုက်ခိုက်ဖို့ကိုပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့လို့ဟူဂိုဆိုတဲ့ကောင်လေးကမော်တော်ဆိုင်ကယ်နဲ့ကိုဖြတ်သွားရင်းနဲ့အလီတာကိုအန်နီရဲထဲမှတွေ့လိုက်တဲ့အတွက်ကိုသူ့ကိုကယ်ထုတ်ဖို့ကိုပြင်လာခဲ့လိုက်ပါတော့တယ်။ခွေးကိုဆက်ယူကဖိမိမ့်မဲ့အချိန်မှာပဲအလီတာကတော့ပြန်သွားခဲ့ပြီးတော့ခွေးကိုကာကွယ်ပေးလိုက်ပါတယ်။ဟူဂိုကတော့အလီတာရဲ့ဆွေရည်တွေကိုအံ့ဩသွားခဲ့ပြီးတော့သူကတော့ဆက်ရုပ်ဖြစ်နေတာကိုတီးလိုက်တဲ့အခါမှာပို့ပြီးတော့တော့မှအံ့ဩသွားခဲ့ရပါတယ်။ဒီချိန်မှာပဲဆရာဝန်ကတော့ရရှိလာခဲ့ပြီးတော့ဟူဂိုကအလီတာကိုနှုတ်ဆက်လိုက်ပါတယ်။ ညာဘက်မှာတော့မျိုးသမီးတယောက်ကလည်းအလောကနေအိမ်ပြန်လာတော့မှရိုဒီရဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။နောက်မနေ့ဆော့ဆော့မှာပဲအလီတာကအတန်တစ်ခုကိုကြားပြီးတော့ဘာဖြစ်နေလဲဆိုတာကိုတီးဖို့တွားကြည့်လိုက်ပြီးတော့ဒိုင်ဆန်ကတော့လက်တစ်ဖက်ထံရရနေရတဲ့အိမ်ပြန်လာတာကိုတွေ့လိုက်ရပါတယ်။နောက်နေ့မနေ့မှာတော့ဒိုင်ဆန်ကလက်နဲ့ခြေထောက်တွေခိုးခံရတဲ့ဆက်ရုပ်တယောက်ကိုကူတာပေးနေခဲ့ပါတယ်။အလီကာကသူ့တို့ဘာလို့အစိပ်ပိုင်းတွေကိုခိုးကြတာလဲဆိုပြီးတော့မေးလိုက်ပြီးတော့ဆရာဝန်ကတော့သူ့တို့ကိုတရားမဝင်စေးကွက်မှာပြန်ရောက်ဖို့လိုကြတာလို့ရှင်းပြလိုက်ပါတယ်။ သူနာပြုတ်ချာဟက်ကလည်းမင်းညာကအမျိုးသမီးတယောက်တိုက်ခိုက်ခံရပြီးတော့တေဆုံးသွားတဲ့အတွက်အခုလူနာဘာမှမဖြစ်တာကလည်းကန့်ကောက်တယ်လို့ပြပြလိုက်ပါတကူကြားတဲ့အခါမှာတော့အလီတာကလည်းဒိုင်ဆန်ညဘက်တုံကလက်ဆွဲတစ်တာနဲ့အိမ်ပြန်လာတာကိုမှတ်မိသွားပြီးတော့သူကတော့တိုက်ခိုက်သူဖြစ်နိုင်တယ်လို့တန်တရားဝင်လာခဲ့ပါတယ် အလီတာကတော့ဆဲလို့ရှာသွားခဲ့ပြီးတော့လမ်းလျှောက်ထွက်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ထထရင်နဲ့ဒိုင်ဆန်ရဲ့အရင်စနေထန်နေကတွေးလိုက်ခဲ့ပြီးတော့ထန်နေကတော့မင်းကလေးရဲ့ခန္ဓာကိုယ်ကိုအနီးကပ်ကြည့်ပြီးတော့ဒေါက်တာကတော့သူ့တမီးအတွက်ဖြစ်တဲ့ခန္ဓာကိုယ်ကိုအလီတာမှာတက်ဆင်ထားတာကိုတည်သွားတဲ့အတွက်ကိုမှဒေါသထွက်သွားခဲ့ရပါတယ်။စားတော့ဆန်တစ်ခုမှထိုင်နေရင်းနဲ့ထန်နေကတော့သူ့အရင်ခင်မိုးကိုမော်တော်ဘောပြိုင်ပွဲရဲ့အကောင်ဆုံးချန်ပီယံတွေကိုစုစည်းဖို့စီမံကိန်းအစ်စ်မှာပူးပေါင်းဆောင်ရွက်ဖို့ကိုဖိတ်ခေါ်လိုက်ပါတယ်။ ထရန်ကတော့ဒါကိုလုပ်ရင်ဆလမ်ကိုပြန်ရောက်နိုင်မယ်လို့ယုံကြည်နေခဲ့ပေမဲ့လို့ဒိုင်ဆန်ကတော့ဒါကဖြစ်နိုင်ခြင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့ဆလမ်ကိုပြန်ရောက်သွားတဲ့သူဘယ်သူမှမရှိသေးလို့ပါပဲ။ထရန်ကတော့ဖတာကသူ့ကိုကုညင်နိုင်တယ်လို့ပြောလိုက်ပေမဲ့ဒိုင်ဆန်ကတော့သူကမွေးရပါတရဝါရီမဖန်တီးဘူးလို့ညင်ပယ်လိုက်ပါတယ်။ပြီးတော့သူကလည်းသူ့ရဲ့လက်တွေနဲ့ပဲတက်ပြီးတော့ဆလမ်ကိုပြန်ရောက်အောင်လို့လုပ်မယ်လို့ပြောလိုက်ပါတယ်။ လမ်းလျှောက်နေစဉ်မှာပဲအလီတာကတော့ဟူကိုကိုတည့်ရတငယ်ချင်းတွေနဲ့မော်တော်ဘော့ကစားနေတာကိုတွေ့လိုက်ရပါတယ်။ဟူကိုကတော့အလီတာကိုကစားဖို့ဖိတ်ခေါ်လိုက်ပေမဲ့အစပိုင်းမှာအလီတာရဲ့ကစားပုံကတိတ်မကောင်းပဲနဲ့နောက်ပိုင်းမှာတဖြည်းဖြည်းတခြားသောကစားသမားတွေနဲ့ရင်ပေါင်တန်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထန်ကြီးဆိုတဲ့သူကအလီတာကိုလှည့်ချလိုက်တဲ့အတွက်နောက်ထပ်ပြိုင်ပွဲမှာတော့အလီတာကတော့ဒေါသတွေထွက်နေခဲ့ပါတော့တယ်။အဲ့ဒီဒေါသတွေနဲ့ပဲသူကသူ့ရဲ့ပြိုင်ဘက်ကိုလက်စားချပြီးတော့ပထမဦးဆုံးအမှတ်ကိုရလိုက်ပါတယ်။ ်အလီတာကတော့အိမ်ပြန်ရမယ်လို့ပြောလိုက်ပြီးတော့ဟူကိုကတော့သူ့ကိုအိမ်ထိကိုမှလိုက်ဖို့ပေးနိုင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လမ်းမှာဟူကိုကတော့အလီတာကိုဘယ်ကလာတာလဲဆိုပြီးတော့မေးလိုက်ပြီးတော့အလီတာကတော့သူ့ရဲ့အတိတ်ကိုဘာမှမမှတ်မိတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။သူ့ကိုပြန်ပြီးတော့အသက်သွင်းမိကြတဲ့ကအယတာတွေကိုလည်းတိတ်ပြီးတော့မသိခဲ့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ ဟူဂိုကတော့ချောကလက်စားဖို့အလီတာကိုခေါ်သွားခဲ့ပါတယ်။အလီတာကတော့ဒါကသူ့ရဲ့အကြိုက်ဆုံးအစားအစာဖြစ်သွားပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဟူဂိုကစာပမ်ဆိုတဲ့သူကိုညှို့ပြပြီးတော့သူကတော့ဟန်တာဝါရီယာတွေထဲကအားကြီးဆုံးတစ်ယောက်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ Iron City မှာလူတိုင်းကရာဇဝတ်သားတွေကိုဖမ်းပြီးတော့အတံမွေးကြရတာဖြစ်ပြီးတော့အလီတာကတော့ဇာပန်ရဲ့ဓာတ်ကိုအရန်ကိုမှသဘောကျနေခဲ့ပါတယ်။ဟူဂိုကတော့ Iron City မှာတနက်တွေကိုတားမြစ်ထားတာဖြစ်ပြီးတော့ဒီဥပဒေကိုချိုးဖောက်ရင်တည်တံပေးတယ်လို့ပြောလိုက်ပါတယ်။ ်ဟိုကောကအလီတာကိုအင်တီကိုမှပို့ပေးလိုက်ပြီးတော့နောက်နေ့တွေမှာလည်းသူတို့ကနေတိုင်းစုံခဲ့ကြပါသေးတယ်။ဒီနေ့မှာတော့ဟိုကောကရဲ့အလီတာကိုရှေးဟောင်းဖျားเจ้าတခုရဲ့ထဲဆုံးကိုခေါ်သွားခဲ့ပါပြီ။ဟိုကောကရဲ့အလီတာကိုအားကောင်းလာရင်ဆလမ်ကိုသွားတဲ့ဂျိုးတွေကိုတက်ပြီးတော့အဲ့ဒီကိုရောက်နိုင်မယ်လို့ပြောလိုက်ပါပြီ။ သူ့မှာဆက်သွယ်ရတဲ့လူတွေရှိတာဖြစ်ပြီးတော့မကြခင်မှာသူ့ရဲ့နေရာကိုရောက်အောင်လုပ်မယ်လို့ပြောလိုက်ပါတယ်။ညာဘက်မှာတော့အလီတာကဒိုင်ဆန်ထွက်သွားတာကိုကြားလိုက်ပါတယ်။သူကတော့ဒိုင်ဆန်ပါလို့နေလဲဆိုတာကိုသိဖို့သူ့ရဲ့နောက်ကိုလိုက်ဖို့ကိုမှဆုံးဖြတ်လိုက်ပါတယ်။ဒိုင်ဆန်ကတော့သူ့ရဲ့နောက်ကိုလိုက်နေတာကိုမသိဘဲနဲ့မင်းကလေးတယောက်ကိုလမ်းတွေကြားမှာလိုက်ဖမ်းနေပါတယ်။ဒိုင်ဆန်ကတော့မင်းကလေးကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်မှာပဲအလီတာကတော့သူ့ကိုတားဖို့ခုံအုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနေရဝစ်စုံတဲ့မင်းကလေးကပျောက်သွားခဲ့ပြီးတော့ဒိုင်ဆန်ကတော့သူ့ကိုထောင်ချောက်ဆင်ထားတာကိုတီးလိုက်ရပါတယ်။ လူစုနှစ်ယောက်ကတော့ဒိုင်ဆန်ကိုတပ်ဖို့ကိုလာလိုက်ကြပြီးတော့အလီဒါကတော့ဒိုင်ဆန်ကိုရိုင်းကလည်းဟန်တာဝါရီယာတယောက်ဖြစ်တာကိုသိလိုက်ရပါတယ်။ဒိုင်ဆန်ကတော့သူ့ရဲ့ရန်သူကိုတိုက်ခိုက်ပြီးတော့လက်တစ်ဖက်ကိုဆွဲပြလိုက်ပါတယ်။ဒါပေမဲ့လို့သူ့ကိုချက်ချင်းကိုလှဲချလိုက်ပြီးတော့အလီဒါကတော့သူ့ကာကွယ်ဖို့ကြိုးစားနေတဲ့မိန်းကလေးကသူ့ကိုတပ်ဖို့လာတဲ့ဂျန်တန်နဲ့စိုက်ပေါ်တယောက်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဒိုင်ဆန်ကတော့အလီတာကိုထွက်ပြေးဖို့ပြောလိုက်ပေမဲ့လို့အလီတာကတော့ထွက်မပြေးဘဲနဲ့ရန်သူတယောက်စီကိုပြေးသွားခဲ့ပြီးတော့ရင်ဘက်ကိုကန်ပြီးတော့ခေါင်းကိုလက်သေးနဲ့ကိုမရိုက်ချိုးလိုက်ပိုင်းနီစီယာနာဆိုတဲ့စိုက်ပေါ်တယောက်ကအလီတာရဲ့ခေါင်းကိုသူ့ရဲ့လက်သေးတွေနဲ့ကိုခွဲဖို့ကိုကြိုးစားလိုက်ပေမဲ့လို့အလီတာကတော့ရှောင်ပြီးတော့နီစီယာနာရဲ့ခေါင်းကိုနေရမှကိုရိုက်လိုက်ပိုင်းနောက်ဆုံးမှာတော့ Grey Witch ကဆိုတဲ့ကြီးမားတဲ့ကြက်သားတွေနဲ့စိုက်ပေါ်တယောက်ပဲကြံခဲ့ပြီးတော့ Grey Witch ကတော့အလီတာကိုဖမ်းဖို့ကိုမမြန်ပြေးလာခဲ့ပိုင်း ဒါပေမဲ့လည်းအလီတာကသူ့ရဲ့ရန်သူကိုရင်ဆိုင်နေစဉ်မှာအတိတ်ကမှတ်ချက်တစ်ခုကပြန်ပေါ်လာခဲ့ပြီးတော့သူနဲ့သူ့ရဲ့ဖွဲ့ကလာပေါ်မှာရန်သူတွေကိုတိုက်ခိုက်နေတဲ့ဖြစ်ရပ်ကိုပြန်ပြီးတော့မြင်ရလာမိပါတယ်။အလီတာကတော့ Graceway ရဲ့လက်တစ်ဖက်ကိုတစ်ချက်ထဲနဲ့ကိုမှဆွဲဖြတ်လိုက်ပြီးတော့ Dyson ကလည်းသူ့ရဲ့လက်နက်ကိုအသုံးပြုတဲ့ Graceway ကကိုတိုက်ခိုက်လိုက်ပါတယ်။ ဒါပေမဲ့လို့အဲ့ဒီတရဝါကလွတ်သွားပြီးတော့သူပြန်လာမယ်လို့ချိန်ဝါသွားခဲ့ပါတယ်။တိုက်ခိုက်ပြီးသွားတဲ့ခါမှာတော့ဒေါက်တာကလည်းနေစီယာနာရဲ့ခေါင်းကိုအသားတင်ဖို့ဆက်ယုံကိုသွားလိုက်ပါတယ်။နေစီယာနာဆိုတာကလိုက်ရှာနေတဲ့သူတယောက်ဖြစ်ပြီးတော့သူ့ရဲ့ခေါင်းကိုအသားတင်ရေး၄000ခရက်ဒစ်ရရှိမှလည်းဖြစ်ပါတယ်။ဒီလိုမျိုးမဆုနိုင်ရင်တော့ဒိုင်ဆန်ရဲ့စေကံကပိတ်သွားမှာဖြစ်ပြီးတော့သူ့ရဲ့လူနာတွေကိုအခမဲ့ကူတာပေးနိုင်တော့မှာမဟုတ်ဘူးဖြစ်ပါ යි ။အိမ်ပြန်လဲမှာတော့အလီတာကရစစ်ပွဲအတွင်းကပြန်လာရတဲ့မှတ်ဉာဏ်ချောင်းကိုပြောပြလိုက်ပြီးတော့ဒေါက်တာကလည်းသူ့ကိုအမှန်တိုင်းကိုပြောပြဖို့ကိုဆုံးဖြတ်လိုက်ပါ යි ။ သူ့အလီတာကိုပေးထားတဲ့ခန္ဓာကိုယ်အကြောင်းကိုပြောပြရင်းနဲ့ဒီခန္ဓာကိုယ်ကိုသူသမီးအတွက်ကိုမှတည်ထွင်ထားတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့လို့သူ့ရဲ့သမီးကအဲ့ဒီခန္ဓာကိုယ်ကိုအသုံးမပြုရတဲ့ခင်တည်ဆုံသွားခဲ့တာပဲဖြစ်ပါတယ်။ဒိုင်ဆန်ကတော့ပြိုင်ပွဲဝင်ကစားသမားတွေကိုကူတာပေးတဲ့သူဖြစ်တဲ့အတွက်တညမှာတော့ဒိုင်ဆန်ရဲ့လူနာတယောက်ကသူ့ရဲ့စေကန့်ကိုလာခဲ့ပါတယ်။ဒိုင်ဆန်ကတော့အဲ့ဒီလူနာအတွက်အလွန်အားကောင်းတဲ့ခန္ဓာကိုယ်ကိုတည်ဆောက်ပေးခဲ့တာဖြစ်ပေမဲ့လူနာကတော့ဒေါသထွက်ပြီးတော့ဒိုင်ဆန်ရဲ့သမီးကိုတိုက်ခိုက်လိုက်ပါတယ်။ ကမာလီကလည်းလှည့်တွန်းနေရတဲ့အတွက်ကိုမှရှောင်မပြေးနိုင်ခဲ့ပဲနဲ့အဲ့ဒီတိုက်ခိုက်မှုကြောင့်တည်ဆုံသွားခဲ့ပါတယ်။သမီးကိုဆုံးရှုံးပြီးသွားတဲ့နောက်မှာတော့ Charin ကအိမ်တော်ရေးကိုဆွန့်လွတ်လိုက်ပြီးတော့ဒိုင်ဆန်ကတော့လူစုတွေကိုဖမ်းဆီးဖို့ကိုဟန်တာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လို့သူ့ရဲ့တာဝန်ပြီးဆုံးသွားတဲ့အခါမှာတော့ဒေါက်တာကတော့လောကရေမှာမကောင်းဆိုးဝါးတွေအများကြီးရှိနေသေးတာကိုသတိထားမိပြီးတော့ဆက်ပြီးတော့ဟန်တာဖြစ်ကိုမှလုံဆောင်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။အလီတိုင်းနှလုံးကိုစစ်ဆေးရင်းနဲ့ဒိုင်ဆန်ကသူ့ကိုဒီနှလုံးဆက်ကတော့ Iron City တခုလုံးကိုစွန့်အားပေးနိုင်တဲ့စွန့်အားတွေရှိတဲ့ကြောင်းဒီနှလုံးဆက်ကတော့အရန်ကိုမှစွန့်အားကြည့်တယ်လို့ပြောပြလိုက်ပါတယ်။ ဒေါက်တာကတော့ဒီနည်းပညာကအခုမရှိတော့ဘဲနဲ့နောက်ဆုံးအချိန်တိစောက်ခဲ့တာကတော့ The Great Form တိုင်ခင်ကလေးကလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်အလီတာကတော့နှစ်ပေါင်း300ကျော်တက်တန်ရှိနေပြီလေဖြစ်ပါတယ်။ဒါတွေဖြစ်နေတော့မှပဲဒဏ်ရာရနေတဲ့ Greenwich ကကဒေါက်တာ Charin C ကိုအခုညတောင်းပို့ကိုရရှိလာခဲ့ပါတယ်။ Cyborg ကိုပြန်လည်ပြင်ဆင်နေစဉ်က Nova ကတော့လာလေခဲ့ပါတယ်။ နိုဗာဆိုတာကဆန်လက်မျိုးကိုထိန်းချုပ်ထားတဲ့သူပဲဖြစ်ပါတယ်။သူကတော့ Grishwick ရဲ့ခန္ဓာကိုယ်ကနေပေါ်လာပြီးတော့အလီဒါကတော့သူမရဲ့ခက်ကအကြီးကျယ်ဆုံးစစ်တီတွေကတယောက်ဖြစ်ကြောင်းကိုပြပလိုက်ပါတယ်။ပြီးတော့ Charin ကို Krewish ကရဲ့ခန္ဓာကိုယ်ကိုစစ်ပွဲအတွက်ကိုမှပြင်ဆင်ဖို့ကိုအမိန့်ပေးလိုက်ပါတယ်။ Nova ကတော့ Vader ရဲ့ခန္ဓာကိုယ်ကိုတင်းယူပြီးတော့ Charin ကိုအလီဒါရဲ့ခန္ဓာကိုယ်ကိုပေးရင်ဆန်လက်ကိုသွားခေါ်မယ်လို့ကတိပေးလိုက်ပါတယ်။နောက်ညမှာတော့ဟူကိုကအလီတာကိုမော်တော်ပေါ်ပွဲကြည့်ဖို့ကိုခေါ်သွားခဲ့ပြီးတော့အလီတာကတော့ဒီပွဲကိုတိတ်ပြီးတော့ကြိုက်သွားခဲ့ပါတယ်။ ်ဘယ်ကစားသမားကအကောင်းဆုံးလဲဆိုပြီးတော့မိတော့ဟူကိုကတော့ချက်ရှူချန်လို့ဖြေလိုက်ပါဒီပြိုင်ပွဲကတော့နှစ်တွေအများကြီးထိကိုမှနိုင်နေတင်းရင်ဆက်လက်ကိုပို့ပေးရမှာဖြစ်တယ်လို့ဟူကိုကတော့ပြောပြလိုက်ပါယော်ဒီယဟူကိုရဲ့တငယ်ချင်းတွေကရရှိလာခဲ့ပြီးတော့အလို့တစ်တစ်ခုလို့ပို့လိုအပ်တယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်ဟူကိုကတော့အလီတာကိုနောက်နေ့မှပဲအထူးနေရာတစ်ခုကိုခေါ်သွားမယ်လို့ပြောလိုက်ပါအလီတာကတော့မတိလိုက်တာကတော့ဟူကိုရဲ့အလုပ်ကတခြားသောစိုက်ဘိုရီစီကအစိပ်ပိုင်းတွေကိုခိုးယူတာပဲဖြစ်ပါဟုတ်ကုန်းနဲ့သူရဲ့ဖွဲ့ကလည်းစစ်ရုပ်ကိုတိုက်ခိုက်ပြီးတော့ပြင်းမှတ်ကိုဖမ်းကာလူသူနေတဲ့နေရာကိုခေါ်သွားခဲ့ပါတော့ရှင် အဲ့ဒီမှာအစိပ်ပိုင်းတွေကိုဖြည့်ယူကြပြီးတော့ဖတာကတော့ငွေပေးပြီးတော့အစိပ်ပိုင်းတွေကိုလာယူတာပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ဟူကိုကအလီတာကိုမြို့ပင်ကိုခေါ်သွားခဲ့ပါတယ်။သူတို့ကတော့လမ်းလျှောက်သွားကြပြီးတော့နှစ်300ကတည်းကကိုရှိနေတဲ့တင်မောတစည်းစီကိုရောက်သွားခဲ့ပါတယ်။ဟူကိုကတော့ဒီတင်မောကအလီတာကိုသူ့ရဲ့တိတ်ချောင်းကိုပြန်တတိယစေနိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။အလီတာကတော့ရေထဲကိုခုန်ချပြီးတော့အမိုက်တွေချောင်းမှာလမ်းလျှောက်ကထင်းချုပ်ခန်းကိုရောက်သွားခဲ့ပါတယ်။အလီတာကတော့သူ့ရဲ့အရင်အဖွဲ့စည်းကသူတွေရဲ့အယိုးစုတွေကိုတွေးလိုက်ရပြီးတော့ သူ့ရဲ့မှတ်ဉာဏ်ကသူ့ကိုလှုပ်ဝက်ခန်းတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။အဲဒီမှာအလီဒါကလည်းသူ့ရဲ့အစ်မှန်ခန္ဓာကိုယ်ကိုရယူဖို့ကုတ်တစ်ခုကိုရိုက်ထည့်ရပါတယ်။မိနစ်နှဲငယ်ကြာတဲ့အခါမှာတော့သူကကယ်ဆက်မှပေါ်လာခဲ့ပြီးတော့ခန္ဓာကိုယ်ကိုအိမ်ကိုယူသွားခဲ့ပါတယ်။ဒါပေမဲ့လို့ဒိုင်ဆန်ကတော့ဒီခန္ဓာကိုယ်ကဘာနဲ့လှုပ်ထားရလဲဆိုတာကိုတည်သွားတဲ့အခါမှာသူ့ကိုအလီဒါနဲ့ကိုချိတ်ဆက်ပေးဖို့ညှင်းဆက်လိုက်ပါတယ်။အလီဒါကတော့ဒီခန္ဓာကိုယ်နဲ့သူမခန့်စားမိတဲ့ဆက်နွယ်မှုအကြောင်းကိုပြောပြလိုက်ပါတယ်။ ဒါတာကတော့သူ့ရဲ့ခိုကဘရဇာဂါလို့ခေါ်တဲ့ဒီခန္ဓာကိုယ်မျိုးနဲ့တုတ်ပြန်မှုဒီဇိုင်းထုတ်လုပ်ထားတယ်လို့ပြောပြလိုက်ပါတယ်။ဘာသာကရဆရာကတော့တကယ်တော့စစ်စနစ်တစ်ခုဖြစ်ပြီးတော့အလွန်ကုန်မဆွမ်းအားကြီးပိုင်အလီဒါ၃နဲ့ဖန်ဆာခုနဲ့ဆိုရဲတိုက်ခိုက်မှုနေစနစ်ကလည်းပျောက်ကွယ်သွားတဲ့စစ်သားတွေ၃နဲ့ကိုခန့်ပညာတစ်ခုပဲဖြစ်ပိုင်ဒါကြောင့်မလို့အလီဒါကတော့တိုက်ပွဲအတွက်ကိုမှအမြဲကိုမှအသိရှိနေပိုင် ဒါကိုလူသားတစ်ပိုင်းမှာအဆင်ပြေဆုံးစိုက်ပေါ်လက်နက်ဖြစ်ကိုမှတတ်မှတ်ထားပါတယ်။ဒါကြောင့်မလို့ဒိုင်ဆန်ကတော့အလီတာကိုဒီခန္ဓာကိုယ်နဲ့ကိုချိတ်ဆက်ပေးဖို့ကိုညှဉ်းဆန်တာဖြစ်ပါတယ်။ဒီဒီခါမှာအလီတာကတော့ဒေါသထွက်သွားခဲ့ပြီးတော့ဟန်တာဝါရီယာဖြစ်ကိုမှမှတ်ပုံတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကအားနည်းနေပေမဲ့လို့ Greywich ကရဲ့အတခြားသောရန်သူတွေကိုဖျက်တောက်ဖို့လိုင်စင်ရဖို့လိုနေပါ යි ။မှတ်ပုံတင်ပြီးတော့တဲ့အခါမှာသူမကစုငွေလိုက်ရှာတဲ့သူတွေစုဝေးလေးရှိတဲ့ဘာတစ်ခုကိုတွားခဲ့ပါ යි ။ သူမကဲတင်ခဲ့တဲ့ခွေလေးကသူမနဲ့တူတူကိုဝင်လာခဲ့ပါရင်အလီတာနဲ့ခွေလေးကလည်းစားဖန်ကိုသူ့ရဲ့လုံးဖော်ကင်ဘက်တွေနဲ့ရံဖြစ်နေတာကိုတွေ့လိုက်ရပါရင်အလီတာကတော့ဟန်တာဝါရီယာဖြစ်ကိုမှမှတ်ပုံတင်ထားတာကိုတည်သွားတဲ့ခါမှာတော့စိုက်ဘော်တယောက်ကတော့သူမကိုအဲ့ဒီမှာရှိတဲ့အကြီးအကျယ်ဆုံးစစ်တီတွေနဲ့ကိုမှမိတ်ဆက်ပေးပါရင်အဲ့ဒီအထဲမှာ MC Tick လည်းပါဝင်ပါရင် MCT ကတော့သူ့ရဲ့ headhound တွေနဲ့ရာဇဝတ်သားတွေကိုဖမ်းဆီးတဲ့အသေးချဆုံးသော hunter တယောက်လည်းဖြစ်ပါတယ်။အရင်နောက်မှာတော့ MCT က hunter warrior တယောက်ကတကူတဲ့လိုက်လံဖမ်းဆီးရတာဖြစ်တယ်လို့ပြောပြီးတော့ အလီဒါကတော့သူ့ရဲ့ပြစ်မှတ်တွေနဲ့အတူတူရှင်းပြဖို့အဆင်သင့်ဖြစ်ရလားဆိုပြီးတော့မိပါရင်ဒါပေမဲ့အလီဒါကသူမတီကို Greenwich ကကိုတိုက်ဖြတ်ဖို့ကိုသူ့ရဲ့လုံဖို့ကင်ဘက်တွေရဲ့အကူအညီတောင်းဖို့ကိုလာတာဖြစ်ကြောင်းပြောပြလိုက်ပါရင် Greenwich ကကတော့သူ့အားလုံးရဲ့ရှင်သူလည်းဖြစ်ပါရင်ဒါပေမဲ့လို့သူမရဲ့နေပြဟာကမျောလင်းထားတယ်လို့အလုံးမဖြစ်ခဲ့ပါဘူးဒီအခါမှာဇပန်ကအလီဒါကိုလောင်ပြောင်းခဲ့ပါရင်အလီဒါကတော့သူ့ကိုပြန်ပြီးတော့ဆင်ခေါ်လိုက်ပါရင်ဇပန်ကတော့ဒေါသထွက်ပြီးတော့အလီဒါရဲ့လက်ပင်းကိုဆုပ်ကန်လိုက်ပါရင် ဒါပေမဲ့လို့အလီတာကတော့သူ့ထက်ကိုပုံမြန်တဲ့အချိန်နဲ့ပြန်ပြီးတော့တိုက်ခတ်လိုက်ပိုင်။ဇာဘန်ကတော့သူ့ရဲ့တနာကြီးလိုနမဲကြီးတဲ့ဓာတ်ကိုဆွဲထုတ်ပြီးတော့အလီတာကိုတိုက်ခတ်လိုက်ပိုင်။ဒါပေမဲ့လို့အလီတာကသူ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကိုရှောင်ရှားနိုင်ခဲ့ပြီးတော့တစ်ချက်ထဲနဲ့ကိုမှဇာဘန်ကိုလှည့်ချလိုက်ပိုင်။ဒီခါမှာပဲအလီတာကသူ့ရဲ့လုပ်ဖို့ကင်ဘက်တွေရဲ့အာယုံကိုရသွားခဲ့ပြီးတော့"သူမနိုင်ရရင်သူတို့အားလုံးသူမနဲ့တူတူတိုက်ပွဲဝင်ဖို့ကိုစိန်ခေါ်လိုက်ပိုင်"နောက်မိနစ်နဲ့ငယ်တွင်းမှာလေဘားရီမှာကြီးမားတဲ့ရန်ပွဲတစ်ခုကဖြစ်သွားခဲ့ပါ යි ။ ဟန်တာတွေကတော့အလီတာကိုအနိုင်ရဖို့ကြိုးစားရင်းနဲ့တယောက်နဲ့တယောက်ကိုမှတိုက်ခိုက်ကြပါရင်ဟူဂိုကတော့သူ့ရဲ့စတန်ကန်ကိုအသုံးပြုပြီးတော့အလီတာကိုတိုက်ခိုက်ဖို့ကြိုးစားပါရင်ဒါပေမဲ့လို့ဒိုင်ဆန်ကတော့ဘာကိုရောက်လာခဲ့ပြီးတော့ရန်ပွဲကိုရက်ဖို့အမေပြလိုက်တဲ့ခါမှသာတိုက်ပွဲကတော့ပြီးဆုံးသွားခဲ့ပါရင်သူကတော့ဘသူကိုမှအခမဲ့ပြင်ဆင်ပေးမှမဟုတ်ဘူးလို့ပြောလိုက်ပါရင်အဲဒီနောက်မှာတော့ Greenwich ကလည်းရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့ခြေတက်လက်သေးတွေနဲ့ဟန်တာတယောက်ကိုတတ်လိုက်ပါရင်သူကတော့အလီတာကိုလိုက်ရှာတာဖြစ်ပြီးတော့ဟန်တာတွေကတော့သူမကိုကာကွယ်ဖို့ကိုညှဉ်းဆန်လိုက်ပါရင် အလီဒါကတော့အန်နီရဲတဲကို ရောက်နေတာကိုတွေ့တဲ့အခါမှာတော့ခွေးလေးကတော့သူမကိုကာကွယ်ဖို့ကိုချောင်းဝင်လိုက်ပါတယ်ဒါပေမဲ့လို့ Greywish ကကတော့ခွေးလေးကိုရရဲ့ဆက်ဆက်ကိုမှတက်ပြလိုက်ပိုင်ဒီခါမှာကတော့ MCT ကလည်းဒေါတာထွက်သွားခဲ့ပြီးတော့အလီဒါကခွေးလေးရဲ့တွင်းနဲ့မျက်နှာကိုလင်းပြီးတော့ Greywish ကကိုတိုက်ခိုက်ဖို့ကိုမှပြင်ဆင်လိုက်ပိုင် ဂရီဝစ်ကာကာရတ်တို့ကိုလူအုပ်စုကဝိုင်းနေတာကိုတတိထားမိတဲ့ခါမှာတော့မြင်းကြီးကိုဖျက်ဆီးပြီးတော့အလီတာကိုအန်နာဝေါ်မှာတိုက်ခိုက်ဖို့ကိုခေါ်လိုက်ပါတယ်။အန်နာဝေါ်ဆိုတာကဂရီဝစ်ကာရဲ့မူလအစပဲဖြစ်ပါတယ်။အလီတာကတော့ဂရီဝစ်ကိုထိုးနှက်နိုင်ခဲ့ပေမဲ့လို့သူမရဲ့ခန္ဓာကိုယ်ကဂရီဝစ်ကာရဲ့တန်ကြပ်ကာကိုဖျက်ဆီးနိုင်လောက်အောင်ကိုအာမကောင်ခဲ့ပါဘူး။ဂရီဝစ်ကာကတော့အလီတာကိုသူ့ရဲ့ခြေတဲလက်တဲတွေနဲ့ကိုမှထိုးဖောက်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့လို့အလီတာကတော့ရှောင်နိုင်ခဲ့ပါပြီ။ဒါပေမဲ့လည်းစိုက်ဘောကတော့နီးပြူဟာပြောင်းလိုက်ပြီးတော့စကလုံးတွေနဲ့အလီတာကိုစိတ်နှောင့်ရှက်ဖြစ်အောင်လို့လုပ်တဲ့ခါမှာတော့အခြေအနေတွေကတော့ပြောင်းလဲသွားခဲ့ပါပြီ။ဒီခါမှာကတော့အလီတာကစိတ်လို့ရှားသွားခဲ့ပြီးတော့မတွေးမခေါ်ပဲလုပ်လိုက်မိပါပြီ။ဒါကြောင့်မို့လို့ Grey Wish ကရဲ့တိုက်ခိုက်မှုကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်ကပိုင်းပြီးတော့ပျက်စီးသွားခဲ့ပါပြီ။ဒီချိန်မှာအလီတာကတော့သူ့ရဲ့အတဲကမှတ်ဉာဏ်တစ်ခုကိုပြင်မြင်လိုက်ရပါပြီ။သူ့ရဲ့တငယ်ချင်းက Nova ကိုဖျက်ဆီးဖို့လိုတယ်လို့ပြောနေတာကိုပြန်ပြီးတော့တတိယလိုက်ပါပြီ။ခန္ဓာကိုယ်ပျက်စီးသွားတဲ့အလီတာကအကူအညီမဲနေပါပြီ။ ဂရေဝစ်ကကတော့သူမရဲ့စိတ်ဓာတ်ကိုမတီးပါဘူး။ဒါကြောင့်မလို့သူ့ကိုသူတတိမထားမိပဲနေလိုက်ပါ යි ။အလီဒါကတော့သူ့မှာကြံတဲ့ပြိုင်ပွဲစတင်ဖို့အချိန်နည်းနည်းပဲလိုတော့ပါ යි ။ဒိုင်ဖြန်ကလည်းအလီဒါကိုပြင်ဆင်ပေးနေပါ යි ။သူမတွက်ကတော့စကိတ်အစ်တွေလှုပ်ပေးထားတယ်လို့ပြောပြလိုက်ပါ යි ။အလီဒါကတော့အကာအကွယ်ဝတ်စုံတွေကိုဝေပြီးတဲ့ခါမှာတော့ဒိုင်ဆန်နဲ့တူနာပြူကပရိတ်သတ်ထိုင်ကုန်ကိုတွားကြပါ යි ။ဖဒါကတော့တခြားသောပြိုင်ပွဲဝင်နေတဲ့တွေးဆော်ပြီးတော့အလီတာကိုဖျက်ဆီးနိုင်သူကိုခရက်ဒစ်၅သိမ်းပေးမယ်ဆိုပြီးတော့ကတိပေးလိုက်ပါ යි ဖူကိုကတော့သူ့ရဲ့လုပ်ဖော်စတီဗီကိုစိုက်ပေါ်တကောင်စီကအစိပ်ပိုင်းတွေကိုခိုးယူနေတာကိုတွေ့လိုက်ရပါတယ်။သူကတော့စတီဗီကိုအဲ့ဒီအလုပ်ကနေကိုထွက်ဖို့စီရင်ပါတယ်။ဟုတ်ကောကရသူကိုတိုင်းအဲ့ဒီအလောက်ကနေထွက်ပြီးပြီလို့ပြောပြီးတော့သူ့ရဲ့တငယ်ချင်းတွေကိုလည်းအလားတူလှုပ်ဖို့ကိုကြံပေးပါတယ်။ဒါပေမဲ့လို့ဟူကိုကတော့မထွက်သွားခင်တန်ဂျီကတော့သူ့ရဲ့ရီစားကိုစော်ကားမိတာကိုကြားလိုက်ပါတယ်။ဒါကြောင့်မလို့ဟူကိုနဲ့တန်ဂျီကတော့ရန်ဖြစ်ကြပါတယ်။ သူတို့တိုက်ခိုက်နေတော့မှာစားပန်ကလည်းရောက်ရှိလာခဲ့ပြီးတော့ဟိုကိုရဲ့ခေါင်းကိုဖျက်မယ်လို့ပြောလိုက်ပါရင်ဟန်တာတွေကအပြစ်မရှိသူတွေကိုတတ်ခွင့်မရှိဘူးဆိုပေမဲ့လို့စားပန်ကတော့အစိပ်ပိုင်းတွေခိုးယူခံရတဲ့စိုက်ဘော့ရဲ့လက်ဘင်းကိုဖျက်ပြီးတော့ဟိုကိုကိုအဲ့ဒီအပြစ်တွေအတွက်တာဝန်ကိုခံခိုင်းမယ်ဆိုပြီးတော့ကြံစီလိုက်ပါရင်ဒီစင်စင်ကတော့အလီတာကိုဘာမှသူ့ကိုအရှက်ရစေခဲ့တဲ့အတွက်ကိုလက်စာချေဖို့ပါပဲဟိုကိုကတော့အသက်အန္တရာယ်လေးကိုရောက်နေတာကိုတွေ့ရတဲ့တန်ဂျီကတော့စားပန်ကိုတိုက်ခိုက်ဖို့ကိုဆုံးဖြတ်လိုက်ပါရင်ဒါပေမဲ့လို့တန်ဂျီကတော့စားပန်ရဲ့တိုက်ခိုက်မှုကြောင့်တေဆုံသွားခဲ့ပါရင် ဟူကိုကတော့လွန်မြောက်ဖို့ကိုနီလန်တစ်ခုကိုရှာတွေ့လိုက်ပါရင်အခုတော့စပန်တူကိုမဖမ်းခင်မှာပုံအောင်ဖို့ကိုလိုနေပါပြီဒီတော့တင်မာလီတာကတော့ပြန်ကွင်းနေကိုဝင်လာခဲ့ပါပြီဒိုင်ဆန်ကတော့ပြန်ပွဲဝင်နေကဟန်တာဝါရီယာတွေဖြစ်တာကိုသတိထားမိပါပြီသူကတော့အလီတာကိုသူမရဲ့ရန်သူတွေအကြောင်းကိုတတိပေးဖို့ကိုဖုန်းဆက်ပါရင်ဒိုင်ဆန်ကတော့အလီတာကိုပြန်ကွင်းကနေထွက်ဖို့ကိုပြောပေးမယ်လို့အလီတာကတော့ပြန်ပွဲကိုဆက်ပြေးဖို့ကိုမှဆုံးဖြတ်လိုက်ပါရင်အလီတာကတော့ရန်သူတွေနဲ့တိုက်ခိုက်နေစဉ်ဟူကိုကဖုန်းဆက်လာပါရင်ဟူကိုကတော့ဇာပန်ကသူ့ကိုလိုက်နေတယ်လို့ပြောပြီးတော့အလီတာကိုအကူအညီတောင်းပါရင် သူတို့နှစ်ယောက်ကတော့အရင်ကဖျားเจ้าမှာတွေ့ဖို့ကိုစီစဉ်ကြပါရင်အလီဒါကတော့ပြန်ခွင်းကနေထွက်ပြီးတော့မင်းလာပိုက်တွေအောက်ကိုဝင်သွားခဲ့ပါရင်ဒါပေမဲ့လို့သူမကိုလိုက်နေတဲ့ရှန်သူတွေကမရက်သေးပါဘူးသူတို့ကတော့အလီဒါကိုဖျက်ဆီးရင်ရမယ့်စုချင်းဝင်ကိုမစွန့်လွှတ်နိုင်ကြပါဘူးအလီဒါကတော့ဖျားเจ้าနာကိုရောက်လာတဲ့ခါမှာတော့အလီဒါကဟန်တာနှစ်ယောက်ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါရင်စကူဟတ်ကိုဖယ်ရှားပြီးတော့တဲ့နောက်မှာတော့အလီဒါကလည်းသူမရဲ့နောက်ဆုံးရန်သူရဲ့ခြေထောက်ကိုတန်ကြိုးနဲ့ကိုမှချပြီးတော့ဆက်သေးကိုထဲဖို့ကိုပို့လိုက်ပါရင်ဟူကိုကတော့ဖျားเจ้าနဲ့ကိုဝင်ဖို့ကိုလုပ်နေတော့မှာဇာပန်ကတော့သူ့ကိုဝင်တိုက်ပါရင် ဒါပေမဲ့လို့အလီတာကတော့အချိန်မီကိုရောက်လာပြီးတော့ဟူကိုကိုကယ်တင်လိုက်ပါတယ်။သူတို့နောက်မှာဟူကိုရဲ့ဓာတ်ပုံနဲ့လိုက်ရှာနေတဲ့ကြောင်ညာတစ်ခုကရှိနေခဲ့ပါတယ်။ဇာပန်ကတော့ဟူကိုကအလီတာကိုမှန်ကန်စွာမပြောခဲ့ဘူးလို့ပဲပြောပါတယ်။ဟူကိုကတော့သူ့ရဲ့ပေါ်ကမှဘသူကမှမတက်ဖို့ဘူးလို့ပြောပြီးတော့စိုက်ဘော့ရီစီကအစိပ်ပိုင်းတွေကိုခိုးယူခဲ့တာကိုဝန်ခံလိုက်ပါတယ်။သူကတော့ဆလမ်ကိုရောက်ဖို့ကိုဒီငွေတွေလိုအပ်နေတယ်လို့ပြောလိုက်ပါတယ်။ ဇာပန်ကတော့အလီတာကိုဟိုကိုနဲ့ဝဝိနေဖို့ကိုအမိန်ပေးလိုက်ပါအလီတာကတော့ဇာပန်ကိုတိုက်ခိုက်တဲ့အခါမှာဇာပန်ကလိုင်စင်ယာဟန်တာဝါရီယာနဲ့သူ့ရဲ့ပြင်းမှတ်ကြားကိုဝင်ရောက်ဆွတ်ဖတ်တာကဟန်တာကိုကိုချိုးပေါက်တာဖြစ်တယ်လို့ပြောပါအလီတာကတော့ဟိုကိုကသူ့ရဲ့တငယ်ချင်းဖြစ်တယ်လို့ပြောပါဇာပန်ကတော့အလီတာကိုရိုင်းဟိုကိုကိုဖျက်ဆီးဖို့လိုတယ်လို့ပြောပါတခြားသောဟန်တာတွေကချင်းကပ်လာတာကိုတွေ့တဲ့အခါမှာတော့ဇာပန်ကသူ့ရဲ့ဓာတ်နဲ့ဟိုကိုရဲ့ဝမ်ပိုက်ကိုထိုးလိုက်ပါ အလီဒါကတော့ဟူကိုကိုဖျားเจ้าနဲ့ကိုခေါ်သွားခဲ့ပြီးတော့အချိန်ဆွဲဖို့ကိုကြိုးစားပါတယ်။ဟူကိုကတော့အလီဒါကိုသူ့ရဲ့အသက်ကိုမဖျက်ဆီးရင်သူတို့နှစ်ယောက်စလုံးတေဆုံးသွားမယ်လို့ပြောပါတယ်။ဒီချိန်မှာချူရင်ကလည်းရောက်ရှိလာခဲ့ပြီးတော့ဟူကိုကိုကူညီဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။သူမကဆရာဝန်ဖြစ်တဲ့အတွက်ကိုမှဟူကိုရဲ့အသက်ကိုကယ်တင်ဖို့ကိုတာဝန်ရှိတယ်လို့ခန့်စားမိပါတယ်။မိနစ်နဲ့ငယ်ကြာသွားတဲ့အခါမှာတော့အလီဒါကလည်းဟူကိုရဲ့ခေါင်းကိုပွတ်ပြီးတော့ဖျားเจ้าကနေကိုထွက်လာခဲ့ပါတယ်။ဟူကိုတေဆုံးသွားတာကိုအတီးပြူပြီးတော့တဲ့နောက်မှာတော့အလီဒါကလည်းစူးကြီးကိုရရှိလိုက်ပါတယ်။ ဒါပေမဲ့လို့ဇာပန်ကတော့ဒါကလှည့်ကွက်တစ်ခုဖြစ်နေတာကိုသိလိုက်ရပါတယ်။ဇာပန်ကတော့ဟိုကိုရဲ့ခေါင်းကိုခိုးယူဖို့စ조사ပါတယ်။ဒါပေမဲ့လို့ဟန်တာကုတ်ကိုချိုးဖောက်တာဖြစ်ပါတယ်။ဂျမလို့အလီတာကဇာပန်ကိုတိုက်ခိုက်ခွင့်ရှိပြီးတော့ဇာပန်ရဲ့ဓာတ်ကိုအသုံးပြုပြီးတော့သူ့ရဲ့မျက်နှာကိုဖျက်လိုက်ပါတယ်။ ဟိုကိုရဲ့အုံနောက်ကလည်းဘာတိခိုင်မှုမှမရှိတဲ့အတွက်ကိုမှနိုင်အနေငယ်ကြတဲ့ခါမှာတော့ဒိုက်ဆန်ကချူရီရဲ့ခွဲစိတ်မှုနီးပညာကိုအသုံးပြုပြီးတော့ဟိုကိုရဲ့ကောင်းကိုဆက်ရုပ်ခန္ဓာကိုအစ်တတစ်ခုနဲ့ကိုမှချိတ်ဆက်ပေးလိုက်ပါဒီဖြစ်ပျက်တွေအားလုံးကိုကြားပြီးသွားတဲ့နောက်မှာတော့ဒိုက်ဆန်ကအလီတာကိုဆလံကိုတက်ဖို့ကိုတခုတည်းသောနီလန်ကမော်တာဘောပြပွဲမှာအနိုင်ရဖို့ဖြစ်တယ်လို့ပြောပြလိုက်ပြီးတော့အဲ့ဒါကငွေနဲ့ဝယ်လို့မရဘူးဆိုပြီးတော့ပြောလိုက်ပါလီတာကတော့ဘာကြောင့်ဒီလိုမျိုးတေးကြနေလဲဆိုပြီးတော့မေးတဲ့ခါမှာတော့ဒိုင်ဆန်ကတော့သူကဆက်လက်မှမွေးဖွားခဲ့တာဖြစ်ပြီးတော့ ူ့ရဲ့တမိနေမကောင်းဖြစ်တဲ့အခါမှာချူရင်နဲ့တူတူအိုင်ယွန်စီးတီးကိုပြင်းထန်တဲ့ပေးခန့်ရတယ်လို့ပြောပြလိုက်ပါတယ်။အဲဒီအချိန်မှာဖတ်တာကတော့ချူရင်ကိုအလီတာကိုဖျက်ဆီးဖို့ကိုအခွင့်အရေးရှိခဲ့ရမယ့်အချိန်မှာဘာကြောင့်မို့လို့မဖျက်ဆီးခဲ့ရလဲဆိုပြီးတော့မိလိုက်ပါတယ်။ချူရင်ကတော့သူကဆရာဝန်ဖြစ်တဲ့အတွက်ကိုမှအသက်တွေကိုကယ်တင်ဖို့တာဝန်ရှိရလို့ပြောပြီးတော့နိုဗာတွက်ကတော့အလုံးမလုံးတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့ချူရင်ကတော့အခန်းကားနေကိုမထွက်သားခင်ဂရူဝစ်ကကတော့သူ့ကိုရက်တန်းဖို့ကိုပေါ်လာခဲ့ပါတယ်။နိုင်နေငယ်ကြာသွားတဲ့အခါမှာတော့အလီတာကဗတာကိုရှာဖို့ဟန်တာဌာနချုပ်ကိုချိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ူကရက်စားပန်စီကနေခိုးယူသွားခဲ့တဲ့ဓာတ်ကိုအသုံးပြုပြီးတော့သူ့ကိုရက်တန်းဖို့ကိုပေါ်လာတဲ့ဆက်ရုပ်တွေကိုဖျက်ဆီးလိုက်ပိုင်းမိနစ်ပိုင်းတွင်းမှာပဲအလီတာကဖတာကိုတွေးလိုက်ပြီးတော့ဟုတ်ကောကိုဆလန်ကိုပို့ပေးဖို့ကိုသူ့ရဲ့ကလေးကိုတီးမာလားဆိုပြီးတော့မိလိုက်ပိုင်းဖတာကတော့သူ့ရဲ့ကလေးကိုအမြဲကိုတည်ရလို့ပြောပြီးတော့ဟူကိုကိုပို့ပေးမယ်ဆိုပြီးတော့အာမခံလိုက်ပိုင်ဒေါက်တာချူရင်ကိုလည်းပို့ပေးမယ်ဆိုပြီးတော့ပြောလိုက်ပိုင် အကြောင်းကတော့ Nova ကသူ့ရဲ့စံတက်မှုတွေအတွက်ကိုမှလူသားခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလိုအပ်နေလို့ပဲဖြစ်ပါ යි အဲ့ဒီအချိန်မှာပဲ Growish ကကတော့ပေါ်လာခဲ့ပြီးတော့ Alita ကိုတိုက်ခိုက်လိုက်ပါ යි ဒဏ်ရာရနေတဲ့ Alita ကတော့နောက်ထပ်မှတ်ဉာဏ်တစ်ခုကိုပြန်ရလိုက်ပါ යි ဒီခါမှာကတော့သူမနဲ့သူ့ရဲ့ဖွဲ့ကလည်း Slan ကိုရောက်ဖို့ကိုကြိုးစားနေတဲ့နေ့ကိုပြန်မြင်လိုက်ရပြီးတော့ တို့ကကျိုးတွေကိုတက်နေတော့တန်ချောင်းကြီးတစ်ခုကသူ့ရဲ့အဖွဲဝင်တွေကိုလွင့်စင်သားစေခဲ့တာပဲဖြစ်ပါတယ်။အလီဒါကြားလိုက်ရတဲ့နောက်ဆုံးစကားကသူ့ရဲ့တငယ်ချင်းကဆလန်ကိုဖျက်ဆီးဖို့ပြောခဲ့တာပဲဖြစ်ပါတယ်။အလီဒါကတော့ပြန်ထလာခဲ့ပြီးတော့ Grewish ကရဲ့ချစ်တဲ့လက်တဲတွေကိုဓာတ်နဲ့ကိုဆွဲထုတ်ပြီးတော့ Grewish ကကိုနှစ်ပိုင်းကိုမှဖျက်ပစ်လိုက်ပါတယ်။ Nova ကတော့ Vader ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီးတော့သူ့ရဲ့အစစ်မှန်ခန္ဓာကိုယ်ကဆလန်မှာရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ နိုဗာတက်ကိုအလုံးလုံးနေတဲ့သူတွေအားလုံးကိုဖျက်ဆီးဖို့စိတ်ပြင်းပြနေတဲ့အလီတာကဗတာရဲ့နှလုံးကိုဓာတ်နဲ့ကိုထိုးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒိုင်ဆန်ကလည်းအလီတာကိုဖုန်းခေါ်လာခဲ့ပြီးတော့ဟူဂိုကရက်ဆလန်ကိုတတ်ဖို့ကိုစူးစမ်းနေတယ်လို့သိလာရပါတယ်။အကြောင်းကတော့အဆောက်အဦကသူ့အသက်ရှင်နေတဲ့ဒေတာကိုတီးသွားလို့ပဲဖြစ်ပါတယ်။အလီတာကတော့ဟူဂိုကိုတွေးဖို့ကိုချက်ချင်းကိုတွားလိုက်ခဲ့ပြီးတော့ဟူဂိုကိုပြန်ကြဖို့ကိုစီရင်လိုက်ပါတယ်။ဟူဂိုကတော့ Iron City ကိုပြန်ရင်အမြဲတမ်းကိုမှထွက်ပြေးနေရမှာဖြစ်ပေမဲ့လို့သူချေးရတဲ့သူဘေးနားမှာနေဖို့သူ့ရဲ့အသက်ကိုဆွန့်လွတ်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လို့သူတို့စင်မလာခင် Nova ကသူတို့ကိုဖျက်ဆီးဖို့ကိုတလက်လိုမျိုးလက်နက်ကိုဆင်လိုလိုက်ပိုင်းဟူကိုကတော့အဲ့ဒီနေရာကိုအချိန်မီကိုတတိယနေပေမဲ့လို့သူ့ရဲ့ခန္ဓာကိုယ်ကအမြန်ကိုရှောင်နိုင်စွာကိုမရှိတဲ့အတွက်ကိုမှပျက်စီးသွားခဲ့ပိုင်းအလီတာကတော့သူ့ရဲ့ချစ်သူရဲ့ကျန်တဲ့အစိပ်ပိုင်းတွေကိုကယ်တင်ဖို့ကြိုးစားပေမဲ့လို့ဟူကိုရဲ့ဆက်ရုပ်လက်ကကြိုးပြီးတော့ခြောက်ထဲကိုကျသွားခဲ့ပိုင်းလာနေငယ်ကျသွားတဲ့အခါမှာအလီတာကလည်းဆလန်ကိုရောက်ဖို့ကိုမှတခုတည်းသောနေလန့်ဖြစ်တဲ့ပြန်ပွဲကိုဝင်ပြိုင်ဖို့အဆင့်တင်းဖြစ်နေပြီလည်းဖြစ်ပိုင်းအလီတာကတော့သူ့ရဲ့လက်စားချေမှုအတွက်ဘာမှမဆိုလို့ဖို့ကိုဆုံးဖြတ်ထားတာပဲဖြစ်ပိုင်း ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုလေးကလည်းပြီးဆုံးသွားကြရပါတယ်ခင်ဗျာအခုလိုမျိုး animation ဇာတ်ကားကောင်းတွေကိုစင်စစ်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်နော်နောက်တစ်နေ့တွင်မှာဇာတ်ကားကောင်းတွေနဲ့အတူတူပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်